ဒီကနေ့ क्वे လွန်သူမြတ်ဖြစ်ကြသောဆရာကြီးဦးညွန့်လွင်ဓမ္မကြီးဆရာမကြီးဒေါ်အေးခင်မိဘနှစ်ပါးတို့အားရည်စူးပြီးတော့စွန့်တကာဥတန်းတိုက်ဦးနဲ့စွန့်အမဒေါ်သိန်းသူစာမိသားစုအပေါင်းသူတော်ကောင်းတို့ကရသက်ပံစွန့်ကအနေဖြင့်ဆက်ခွန်ကြိမ်မြောက် ပရိယတိသာသနာတက္ကသိုလ်တန်ဃာတော်အရှင်မြတ်တို့အားနေစွမ်းဆက်ကလူတန်းသည်ဘောဇနာဒါနစွန့်အလှူ ကောင်းမှုကုသိုလ်ကိုပြုလို့အထုတ်ခြင်းဖြစ်တယ်ပေါ့ကဲဆွန်တရားမဟောပဲနဲ့ခန္ဓာရောင်ကဘုံကြီးတွေရွတ်တဲ့မေတ္တာတော့ကလာတဲ့မေတ္တာတရားအကြောင်းလေးဘုသူတာဖြစ်အောင်ပြောပြမယ်ဆွန်ဒါနာကုသိုလ်ရတယ်တို့ရပြီးသားပဲလေနော်မေတ္တာဘာဝနာ ပွားလို့ရှိပွားတဲ့သူမှလည်းပဲချက်ချင်းချမ်းသာ အဲ့ဒီချမ်းသာတဲ့အကျိုးကိုရတယ်ပေါ့။ဟိုအပွားခံရတဲ့တတ္တဝါတွေမှာလည်းပဲချမ်းသာတဲ့အကျိုးရတယ်လို့ဒီလိုစာကဆိုတာပေါ့။နော်။ကန္နုန်မသင်းသူစာတို့မေတ္တာပို့ကြည့်လိုက်ပေါ့။နော်။နင်တို့တတ္တဝါတွေကိုမေတ္တာပို့တော်မယ်ဆိုရင်စိတ်ကဘယ်ကိုရောက်ရမှာတုန်းလို့ဆိုလို့ရှိရင်မေတ္တာပို့နည်းကို ပြောတဲ့နေရာမှာ ဟိုမေတ္တာပို့တဲ့အလေးအထားငကိုတော့မရှိသေးဘူးပေါ့နော်အစဆိုရင်ပေါ့နော်စပြီးတော့မေတ္တာပို့မယ်ဆိုလို့ရှိရင်မိမိကိုယ်ကိုကအရင်စပို့ရမယ်တဲ့အဲ့လိုပြောတာနော်ဘာလို့လဲဆိုတော့သူတော်ဘာစီကိုမေတ္တာစိတ်ပို့မယ်ဆိုရင်ရှင်းဖို့နည်းနည်းခဲရင်လေမိမိကိုယ်ကိုကြတော့ရှင်းဖို့လွယ်တယ်ဒါကြောင့်မို့လို့မိမိကိုယ်ကအရင်စပို့ရတယ် လူတိုင်းလူတိုင်းကိုယ့်ကိုယ်ကိုတော့ချစ်တာကြီးတယ်ပဲလေကိုယ့်ကိုယ်ကို မချစ်တဲ့သူတို့မရှိဘူးမေတ္တာစိတ်ဆိုတာချစ်တဲ့စိတ်ကိုပြောတာပဲတခြားသောတတ္တဝါတွေကိုချစ်တဲ့စိတ်ထားဖို့ဆိုတာနည်းနည်းလေးခဲရင်တာပေါ့ကိုယ့်ကိုယ်ကိုကြတော့ချစ်တဲ့စိတ်ထားဖို့ကလွယ်တယ်ပေါ့အဲကြောင့်လွယ်ရာကနေပြီးတော့စပြီးတော့ကိုယ့်ကိုယ်ကိုကနေရင်စပြီးတော့မေတ္တာပို့ရမယ်လို့မေတ္တာပို့နည်းကိုအဲ့လိုလေးပေးထားတယ်အဲ့ဒီပေးတဲ့နည်းလေးက ဟိုဒီပြင်းလူကိုတော့အသာထားလိုက်ဦးကိုကိုကိုမေတ္တာစိတ်ပို့ကြည့်ပါဦးဟုတ်လားငါချမ်းသာပါစေလို့စိတ်ထားတာပေါ့ကိုကိုကိုလေအဲ့ဒီစိတ်ထားလိုက်တဲ့အခါကျတော့ဘာဖြစ်လံမှာတုံးဆိုတော့ဩငါဆိုတဲ့မိမိကိုကိုမိမိပြန်ပြီးတော့ကြည့်မိတယ်ကိုကိုကိုပြန်ကြည့်မိတာပေါ့ကိုကအာယုံပြုခံတဲ့တတ္တဝါဖြစ်သွားပြီလေ ဲ့တော့မိမိကိုကိုမိမိပြန်ပြီးတော့မေတ္တာပို့တယ်ဆိုတာမိမိကိုကိုမိမိပြန်ပြီးတော့စိတ်ထဲကနေပြီးတော့ကြည်လိုက်တာငါချမ်းသာပါစေငါချမ်းသာပါစေဆိုတဲ့စိတ်ထားလိုက်တာနဲ့တပြိုင်နက်ငါကိုချမ်းသာအောင်ဘယ်လိုလုပ်မလဲဆိုတဲ့နောက်ကလိုက်လာတယ်လုပ်ငန်းလိုက်လာကိုကိုကိုချမ်းသာအောင်ဘယ်လိုနေမလဲအဲ့ဒါလိုက်လာအဲ့ဒါလေးကိုတတိထာမိမှမေတ္တာရဲ့သဘောကိုနားလည် ကိုကိုကိုချမ်းသာခြင်းလေဆိုလို့ရှိရင်ချမ်းသာအောင်ဘလို့ထားမလဲဘလို့နေလို့ထိုင်လို့ရှိရင်ဆင်းရဲသလဲဘလို့နေရင်ထိုင်ရင်ချမ်းသာသလဲအဲ့ဒါလို့ကြည့်ရတာကြည့်လိုက်တဲ့အခါမှာချမ်းသာကကိုချမ်းသာဆိုတဲ့တမျိုးရှိတယ်စိတ်ချမ်းသာဆိုတဲ့တမျိုးရှိတယ်နှစ်မျိုးရှိတယ်ဒါလူရိုးလေးတို့အရနားလဲအောင်လေးခွဲကြည့်အောင်လို့ ကိုချမ်းသာအောင်ဆိုတာမိမိခန္ဓာကိုဘလို့နေလို့ထိုင်လို့ရှိရင်ချမ်းသာမှလည်းကြည့်ပြီးတော့ကိုကိုကိုချမ်းသာအောင်လုပ်ပေးရတယ်။ဥပမာအေးနေတယ်ဆိုရင်အေးဒံပြောက်အောင်နှွေးအောင်လုပ်ပေးရတယ်။ဒါကိုကိုကိုချမ်းသာအောင်လုပ်တာပဲ။အမြဲတမ်းပူလောင်ပြီးတော့အိုက်နေတယ်ဆိုရင်အေးအောင်လုပ်ပေးရတယ်။ဒါကိုကိုကိုချမ်းသာအောင်လုပ်တာ။ဒါကာကြီးကဒုက္ခကိုနဲ့ထိတွေ့ပြီးတော့ခံစားတဲ့ချမ်းသာရအောင်လုပ်တာ။ ရေတောက်ချင်းနေတယ်ဆိုရင်ရေလေးတောက်ပေးလိုက်ဒါရေတောက်ချင်းတဲ့စိတ်ကရေစားတဲ့စိတ်ကဆင်းရဲတဲ့စိတ်ကိုအဲ့ဒါလေးကိုတောက်လိုက်ရလို့ရှိရင်အဲ့ဒီဆင်းရဲတဲ့စိတ်ပျောက်သွားပြီးတော့ချမ်းသာသွားတာဒါစားပြန်ရလဲတောက်ပြန်ရလဲအစာစားနေရင်လည်းအစာလေးစားပေးလိုက်ရတယ်အဲ့ဒီလိုခန္ဓာကိုယ်ကို ပြုစုစောင့်ရှောက်ပြီးတော့ သူ့ရဲ့လူအပ်ချက်သူ့ရဲ့တောင်းဆိုချက်ကိုဖြည့်ပေးတာကိုဒါချမ်းသာအောင်လုပ်တယ်လို့ခေါ်တယ်ဒါကိုချမ်းသာအောင်လုပ်တာဒါကတော့လူတွေသိပေးတရားမလို့ဒါကတော့လူတိုင်းလူတိုင်းဟိုလုပ်တတ်တယ်ကိုကိုကိုချမ်းသာအောင်လို့လူတိုင်းလုပ်တတ်တယ်တတ္တဝါတွေလူမမဟုတ်ဘူးတိရိစ္ဆာန်တွေလည်းလုပ်တတ်ပါတယ်အဲ့ဒါကိုချမ်းသာအောင်ကအဲ့ဒါကြောင့်မို့လို့ဟိုငါကောငါမေတ္တာပို့တော်မယ်ငါချမ်းသာအောင်ငါကောငါချမ်းသာအောင်ထားမယ်ဆိုလို့ရှိရင်ချမ်းသာအောင်ထားတဲ့နည်းက ကိုချမ်းသာခေါ်တဲ့ကာယိကဒုက္ခဖြစ်အောင်လုပ်ပေးတာကိုဒါချမ်းသာအောင်လုပ်ပေးတာလို့ခေါ်တယ်။ဒါအနေစားလို့ခေါ်တယ်။အနေစားဆိုတာလူတွေမဟုတ်ဘူးတိရိစ္ဆာန်ကစကိုကိုကိုတော့ဘယ်သူမှစုချမ်းသာအောင်လုပ်ကြတာကြီးတဲ့ပဲ။အဲဒါကြောင့်မို့လို့ဒါကအထူးတလေလုပ်เสียမလို့ဘူး။မပြောเสียလည်းမလို့၊တင်เสียလည်းမလို့။အဲစိတ်ချမ်းသာအောင်စိတ်ချမ်းသာအောင်ထားဖို့ကြတော့နီးလိုလာတယ် ဤဘလိုလိုလာတော့ဆိုရင်စိတ်ချမ်းသာအောင်ထားတော့မယ်ဆိုလို့ရှိရင်စိတ်ဆင်းရဲတာကိုအရင်သိရကိုယ်စိတ်ဆင်းရဲတာကိုဆင်းရဲနေမှမသိရင်ချမ်းသာအောင်မထားတော့ဘူးအဲ့ဒီလိုပါကိုယ်စိတ်ဆင်းရဲတာကိုဆင်းရဲတာသိမှသာလဲရင်အဲ့ဒီပုဂ္ဂိုလ်ဟာစိတ်ကိုချမ်းသာအောင် ပြောင်းပြီးတော့ထားတတ်တယ်စိတ်ထားလေးကိုသူကပြောင်းပြရမှာဘလို့အာယုံမျိုးနဲ့ယူပြီးတော့ဘလို့စိတ်မျိုးဖြစ်နေရင်ဆင်းရဲတယ်လေ ဒါလေးကိုအရင်သိဖို့လိုတယ်အဲ့တော့စိတ်ကိုကိုကိုချမ်းသာအောင်လုပ်တယ်ဆိုတာကိုချမ်းသာကပြောစရာမလိုတော့တဲ့အတွက်မပြောတော့ဘဲနဲ့စိတ်ချမ်းသာကိုကြည့်ရအောင်စိတ်ချမ်းသာဖို့လုပ်တော့မယ်ဆိုရင်ပထမစိတ်ဆင်းရဲတာကိုသိဖို့လိုတယ်ငါစိတ်ဆင်းရဲနေသလားသတိထားလိုက်ဥမာဒေါသတွေထွက်ပြီးတော့စိတ်တွေပူလောင်နေပြီဆိုလို့ရှိရင်ဟောဒါငါစိတ်တွေဆင်းရဲနေပြီလို့သိရသိရဒီစိတ်ဆင်းရဲဘာကြောင့်ဖြစ်တာလဲလို့အကြောင်းကိုလိုက်ရှာရ အကြောင်းကိုလိုက်ရှာလိုက်လိုက်ရှာလိုက်လို့ရှိရင်ကြည့်လိုက်လို့ရှိရင်တွေ့ပါတယ်ဘာကြောင့်ငါစိတ်ဆင်းရဲရတာလဲဆိုတော့တိတိပြီလို့ရှိရင်အဲ့ဒီအကြောင်းကိုတိပြီလို့ရှိရင်ဒီဆင်းရဲပြောက်အောင်လုပ်တဲ့ဤစနစ်နောက်ကလိုက်လာဘယ်လိုလိုက်လာမလဲမလူတယောက်တရှိတတော်ဝါတူဦးပေါ်ပေါ့မကျင်တတ်လို့ဆိုလို့ရှိရင်လူမဲ့ဖြစ်ဖြစ်ဒီပြင်းပြစီပါခေါင်းမဲ့ဖြစ်ဖြစ်ပေါ့အသက်ရှိသက်တော်ဝါဖြစ်ဖြစ်သို့မဟုတ် သက်မဲ့ပစ္စည်းတစ်ခုဖြစ်ဖြစ်ပေါ့အဲ့ဒီသက်မဲ့ပစ္စည်းတစ်ခုခုကြောင့်မိမိမှာစိတ်မချမ်းမသာဖြစ်နေတယ်ဆိုရင်အော်ဒီဟာကို အကြောင်းပြုပြီးတော့ဒီသက်ရှိသတ္တဝါကိုအကြောင်းပြုပြီးတော့ဒုသမဟုတ်ဒီသက်မဲ့ပစ္စည်းကိုအကြောင်းပြုပြီးတော့ငါစိတ်တွေဆင်းရဲနေတာပဲအဲ့ဒီလိုသိလိုက်သိပြီလို့ရှိရင်ဒီဆင်းရဲကိုငါဘယ်လိုဖြောင်းမလဲအဲ့လိုစဉ်းစားရတယ်။ तू ကတက်ရှိကြောင်လည်းပဲစိတ်ကဆင်းရဲတာတက်မဲ့ကြောင်လည်းဆင်းရဲတာတယ် တက်ရှိဆိုတာကလူလူချင်းဆိုရင်လည်းလူလူချင်းမတက်လို့သူကတကူကငါမကြိုက်တာလုံးလို့ဆင်းရဲတာဆိုတာတက်ရှိတတ်တော်ကြောင့်တက်မဲ့ပစ္စည်းရောင်ပစ္စည်းတကူကူကြောင့်ကိုဆင်းရဲဒုက္ခရောက်သွားတယ်ဆိုရင်ဒီပစ္စည်းကြီးကြောင့်ငါဒီဒုက္ခရောက်နေတာပဲငါဒီပစ္စည်းကြီးဝင်ငါဘယ်လိုလုပ်ဟောဖယ်ရှားမလဲဒီပစ္စည်းကိုဖယ်ရှားလိုက်ရင်ဒီရာပြောက်မှာလားလို့တခါစဉ်းစားရတယ်စဉ်းစားလိုက်လို့ဒီပစ္စည်းကိုဖယ်ရှားပြလိုက်လို့ပျောက်သွားမှာဆိုရင်သူ့ကိုဖယ်ရှားကြည့်လိုက်ပစ္စည်းကိုဖယ်ရှားလို့ ဒီစင်းငါစိတ်စင်းရဲ့မပြောက်ဘူးဆိုရင်ကိုယ်စင်းရဲ့ကိုကွာဖြောက်ရမယ်စာရအဲ့လိုပြောတယ်နော်ဖြောက်ရမယ်ဥမာလူတယောက်ကကိုယ်ကိုစိတ်စင်းရဲ့အောင်လို့လို့ကိုယ်စိတ်စင်းရဲ့ဆိုပြီးသူ့ကိုတော့ငါစိတ်စင်းရဲ့အောင်မလုပ်ပါနဲ့ကွာလို့တွားပြီးတော့မပြောလို့ရချင်မှရမှာဘာလို့ तू ကသမင်္ဂလာလုံတာလဲငါကိုစိတ်စင်းရဲ့အောင်လုပ်နေတာကိုလုံနေတာဆိုတော့ तू ကတော့လုံနေမှာပဲလေသို့တော့အဲ့ဒီ तू လုံတဲ့စင်းရဲ့ကိုကိုယ့်ဘက်က ဘလို့ပြန်ပြီးတော့မစင်းရဲအောင်နေမလဲပြောင်းပြီးတော့ဘလို့နေမလဲလို့အဲ့ဒီလိုနေရတယ်အဲအဲ့ဒီလို तू ကစိတ်ဆင်းရဲအောင်လုပ်ပါလေရဲ့နဲ့ကိုကစိတ်မစင်းရဲအောင်နေတဲ့နီးကိုပြပါဆိုရင်အဲ့ဒီကိုမေတ္တာကိုပြဒီမေတ္တာမေတ္တာထားနေပြန်ပြီးတော့ထားတာမပြတ်ထားတာပေါ့မပြတ်ထားလိုက်လို့ရှိရင်ထားတတ်တဲ့လေ तू ကကျင့်တော့ကျင့်ယူမှရမှာကြီးလွယ်လွယ်တော့ तू ကတော့မရဘူး အဲ့ဒီနီးနဲ့ပြောင်းလိုက်လို့ရှိရင်ဟိုဘက်ကလိုကဘလို့ပဲကိုယ့်ကိုစစ်စင်းရအောင်လုပ်လို့ကိုယ်မှာစစ်စင်းရမှုမဖြစ်တော့အဲ့ဒါမေတ္တာနဲ့လည်းပဲပြန်ပြီးတော့တုံ့ပြန်လို့ရတယ်။နောက်ဥပိ္ပခာဥပိ္ပခာနဲ့လည်းပဲတုံ့ပြန်လို့ရတယ်။ तू ကဘလို့လို့လို့သူ့ဘောကိုဒေါသလည်းမထွက်နဲ့ကိုကပြန်ပြီးတော့ဟုတ်လားမထွက်နဲ့မထွက်ဖဲနဲ့หนีလိုက်လို့ရှိရင်ဒါဥပိ္ပခာလို့ခေါ်တယ်။ဥပိ္ပခာဆိုတာလက်လျူရှုလိုက်တာ ကဘာပဲဖြစ်ဖြစ်လေငါငါဒီလိုပဲနေလိုက်တော့မယ်သူစိစင်းရဲ့လို့လည်းငါစိစင်းရဲ့မခံတော့ဘူးဆိုပြီးတော့အဲ့ဒီလိုလေးလီရွှေ့လိုက်လို့ရှိရင်လည်းပဲအဲ့ဒီစိစင်းရဲ့ကိုယ်တည်ရောက်မလာတော့ဘူးတပြောက်သွားတယ်အဲ့တော့တက်တက်တာအောင်လုပ်တဲ့နီးပေါ့အဲ့တော့အဲ့ဒီနှစ်နီးနဲ့သူလုပ်ယူပါတယ်ဒေါသမထွက်အောင်ဒေါသထွက်အောင်လုပ်နေလို့ရှိရင်လောဘဖြစ်အောင်လုပ်နေလို့ရှိရင်လည်းလောဘမဖြစ်အောင်ကိုယ့်ဘက်ကတားရတယ် တားတဲ့ခါမှာခိုးပစ္စည်းဝတ္ထုကြီးကိုပယ်လို့ရရင်ပယ်တာကိုဒါဝတ္ထုကိုပယ်တယ်လို့ခေါ်တယ်။အာယုံကိုပယ်တာပေါ့။ဒီအာယုံကြီးယူနေလို့ရှိရင်ဒီလောဘဒေါသစိတ်တွေကဖြစ်နေမှာဆိုအဲ့ဒီအာယုံမယူလိုက်နဲ့တော့ဖယ်လိုက်တော့အဲ့ဒါဆိုမဖြစ်တော့ဟုတ်တယ်မလား။ဒါနေလို့ငါငါချင်းအောင်ပြောမယ်ဆိုလို့ရှိရင်ခုငါတို့ဆိုလို့ရှိရင်ငါတယ်လီဖုန်းမပုတ်ဘူး၊ကိုင်းကိုမကိုင်းတာရင်တော့ကွန်ပျူတာတွေမကိုင်းဘူး။ဘာလို့မကိုင်းတာလို့ဆိုအဲ့ဒါတွေကိုင်းလိုက်လို့ရှိရင် တို့အကုန်လုံးရှုပ်ပွားတာပဲလူတွေပြောတာတို့ဟာတွေကမှန်ရင်လည်းမှန်ပါတယ်မှန်ရင်မှန်လည်းမှန်ပါတို့အဲ့ဒါတွေရှောက်ကြည့်နေတဲ့တော့ကိုယ်စိတ်ရှုပ်ရုံမစိတ်ဒုက္ခရောက်ရုံမရှိတယ်လို့ဒါတွေငါမကြည့်တော့ဘူးဆိုပြီးတော့ဖယ်လိုက်လို့ရှိရင်မကြည့်တော့မကြည့်လို့ရှိရင်အဲ့ဒီဟာမကြည့်လိုက်တဲ့အတွက်အဲ့ဒီဟာကြောင့်ဖြစ်လာမဲ့ဒေါသလည်းမဖြစ်တော့ဘူးအဲ့ဒီဟာကြောင့်ဖြစ်လာမဲ့လောဘလည်းမဖြစ်တော့ဘူးအဲ့ဒါမျိုးကိုအာယုံကိုပယ်တယ်လို့ခေါ်တယ်ဝတ္ထုကိုပယ်တယ်လို့ခေါ်တယ်အဲ့အဲ့ဒီနီလေးနဲ့လည်းပဲအာယုံကိုပယ်ပြီးတော့ ဒီအာယုံကိုယူလို့ရှိရင်ဒီလိုလောဘဒေါသဖြစ်မှာဆိုအဲ့ဒီအာယုံကိုပယ်လိုက်လို့ရှိရင်လည်းရတယ်ဒီအာယုံကြီးကပယ်လို့မရဘူးဆိုလို့ရှိရင်တော့ကိုယ်စိတ်ကိုပြန်ပြီးတော့ခုနကပြောတဲ့ငီးနဲ့တုံ့ပြန်ရမယ်သူကဒေါသဖြစ်အောင်လို့ရင်ဒေါသရဲ့ဆန့်ကျင်ဘက်ကမေတ္တာဖြစ်တဲ့အတွက်မေတ္တာနဲ့တုံ့ပြန်ရတယ်လောဘဖြစ်အောင်သူကလှုပ်လာလို့ရှိရင်အဲ့ဒီလောဘရဲ့အပြစ်ကိုရှုတဲ့နည်းနဲ့ကိုယ်ဘက်ကပြန်တုံ့ပြန်ရတယ်သူကလောဘဖြစ်လာအောင်လိုချင်လာအောင်လုပ်ပြီးဆိုလို့ရှိရင်ကိုယ်ကမလိုချင်တဲ့စိတ်ဖြစ်အောင် ြန်ပြီးတော့တုံ့ပြန်ရဟိုဟာကြီးကိုသွားပယ်လို့မရလို့ရှိရင်ကိုယ်စိတ်ကိုပြန်ပြီးတော့လှုပ်ရွာတယ်ဒါမေတ္တာအဲ့တော့မေတ္တာကနေပြီးတော့ဒီလိုလာလိုက်တာဩကိုကိုကိုချမ်းသာအောင်ထားဖို့ဆိုရင်ငါချမ်းသာပါစေလို့မဇ္ဇကမေတ္တာပို့လိုက်တာကတော့လွယ်တယ်သို့တော့အဲ့ဒီချမ်းသာအောင်လှုပ်ဖို့ကြတော့ခက်တယ်ခုငါပြောချင်တာအဲ့ဒါကိုပြောနေတာကိုကိုကိုမေတ္တာပို့မယ်ကိုကိုကိုငါချမ်းသာပါစေလို့မေတ္တာပို့မယ်လို့ ချမ်းသာအောင်နောက်ကလိုက်လုံးမှသူကချမ်းသာမှာပို့ရုံနဲ့တော့မရအောင်အဲ့ဒီလှုပ်တဲ့နီးစင်နဲ့လိုရဲနောက်တဲ့ခါကိုကိုကိုတကယ်ချမ်းသာသေးခြင်းနဲ့ဆိုလို့ရှိရင်ဆင်းရဲဒုက္ခရောက်မဲ့အလုပ်တွေကိုကိုကလိုက်ပြီးတော့မလုံးမှကိုကိုကိုချစ်ရလဲရောက်တယ်ဥပမာအစားပေါက်နဲ့ပတ်သက်ပြီးလို့ရှိရင်မတည့်ဘူးဆိုရင်မတည့်တာကိုမစားနဲ့လေမတည့်တာစားရင်ကိုပဲဒုက္ခရောက်မှာကိုအဲ့တော့မတည့်တာစားခြင်းဒီကိုကိုကိုဒုက္ခရောက်အောင်လုပ်တာပဲအဲ့တော့အဲ့ဒါကိုမစားနဲ့လေအဲနေတာထိုင်တာလည်းအဲ့ဒီတိုင်းပဲ ကိုနဲ့မသိတဲ့နီးနဲ့မနေတဲ့လေနေလဲကိုဒုက္ခရောက်ပါဆိုရင်ကိုကိုကိုဒုက္ခရောက်အောင်လောက်တာရောက်တယ်လေအဲ့ဒါဆိုလို့ရင်ကိုကိုကိုချစ်ရမရောက်တော့ဘူးလေအဲ့လိုဆိုအဲ့ဒီလိုနီးနဲ့မနေဘဲနဲ့သူကရှောင်ရတယ်အဲ့ဒါမေတ္တာပို့တယ်ဆိုတာအဲ့ဒါပြောတာတချို့ကမေတ္တာပို့တယ်မေတ္တာပို့တယ်ဆိုတာကိုလွယ်လွယ်လေးသူတို့ပို့နေတာဟိုဗဇက်ကညွတ်နေတာကိုပြောတာမဟုတ်ဘူးဒီလိုစိတ်သက်ပြင်တာကိုမေတ္တာပို့တယ်လို့ခေါ်တယ်အဲ့တော့သူများကိုအသာထားလိုက်တော့ကိုကိုကိုပဲအရင်မေတ္တာဒါစိတ်ထားကြည့်လိုက် ကိုကိုကိုမေတ္တာစိတ်ထားလို့ရှင်ခဏကငါပြောသလိုချို့လိုက်မယ်ဆိုလို့ရှိရင်ကိုချမ်းသာအောင်နေတထိုင်တတ်အောင်လေ့ကျင့်ထားလိုက်စိတ်ချမ်းသာအောင်နေတထိုင်တတ်အောင်လေ့ကျင့်လိုက်အဲ့ဒါလေ့ကျင့်ထားလိုက်လို့ကိုလည်းချမ်းသာအောင်ထားတတ်ပြီးစိတ်လည်းချမ်းသာအောင်နေတထိုင်တတ်ပြီးဆိုရင်ဒါကိုကိုကိုမေတ္တာပို့လို့ရပြီကိုကိုကိုမေတ္တာပို့လို့ရပြီလို့အောက်မိလိုက်အဲ့ဒီလိုမလုပ်တတ်သေးလို့ရှိရင်မေတ္တာပို့လို့မရသေးဘူးမေတ္တာသိထားလို့မရသေးဘူးအဲ့ဒါအဲ့ဒါမေတ္တာပို့တဲ့နေရာအဲ့လို ဟိုသူတစ်ပါးကိုလည်းပဲအဲ့ဒီတင်သွားရမှာပဲသူ့သူသူတစ်ပါးကိုတော့နည်းနည်းဝါပုလို့မပြောတော့ဘူးကိုကိုကိုအရင်စပြီးတော့စမ်းကြည့်ရတယ်အဲ့တော့ကိုကိုကိုပဲချမ်းသာအောင်နေတဲ့နီးလေးနဲ့နေသွားလို့ရှိရင်အဲ့ဒါဘလုံးခစ်ကာလအခြေအနေမျိုးနဲ့ဂျုံ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 ကို့မှာကိုစင်းရဲစိတ်စင်းရဲမဖြစ်ဘူးချမ်းချမ်းသာသာနေလို့ရတယ်အဲ့တော့မေတ္တာပို့လို့ရှိရင် ချမ်းသာတယ်ဆိုတာအဲ့ဒါကိုပြောတာကိုကိုကိုချမ်းသာအောင် ထားတတ်တယ်လေသူချမ်းသာတာအဲ့ဒီချမ်းသာခြင်းဒီပင်လျင် မေတ္တာရဲ့အကျိုးလို့ခေါ်တယ်။ဒါလေးကိုဒါနင်တို့နှလုံးသွင်းလဲသွင်းတတ်အောင်တရားရဲ့သဘောဆိုတာဒီလိုဆိုတာလေးလည်းပဲသိအောင်ပေါ့။ကိုကိုကိုချမ်းသာအောင်နေတတ်တဲ့အလေးကျင့်လေးကိုအရင်ကျင့်ထားလိုက်။ကျင့်ထားလို့ရှိရင်ကျင့်လိုက်တာနဲ့တပြိုင်နက်တစ်ခုကျင့်ကျင့်နှစ်ခုကျင့်ကျင့်တစ်ခုကျင့်ရင်လည်းတစ်ခုချမ်းသာတစ်ခုရမှာပဲ။နှစ်ခုကျင့်ရင်လည်းချမ်းသာနှစ်ခုရတယ်။အဲ့ဒါမေတ္တာဌာနီလို့ကိုကိုကိုမေတ္တာဌာနီလို့ခေါ်တယ်နော်။အဲ့ဒါလေးကိုဓမ္မပုဒ်သူတာပြောပြတာ။ကဲလို့ရေးသေးချာ